grade 12ကျောင်းသားတယောက်က participle နဲ့ပတ်သက်ပြီးမေးထားလို့ဒီနေ့အဲ့ဒါလေးကိုရှင်းပြခြင်းပါတယ် participle မှာတော့၃မျိုးရှိပါတယ် present participle ing တွေကိုပြောတာ past participle patri နဲ့ရေးတာကိုပြောတာ perfect participle ကကြတော့အခုပြောတဲ့ဟာပေါ့ having patri နဲ့ having been patri နဲ့ရေးတဲ့ဟာပေါ့နော်အဲ့တော့ဒီနေ့ကတော့ perfect participle လေးကိုရှင်းပြခြင်းပါတယ်အဲ့တော့ perfect participle နဲ့ဖြေမယ်ဆိုရင်အရင်ဆုံးမလုပ်ရမှာလဲဆိုရင် had patri သို့မဟုတ် head bin battery ပါတဲ့စာကြောင်းကိုအရင်ရှာရှာပြီး head battery တွေ့ရင် heaven battery လို့ပြောင်း head bin battery ကိုတွေ့ရင် heaven bin battery လို့ပြောင်းရေးလိုက်ဒါပဲเนาะအဲ့တော့ပထမအဆုံး exam စာကြောင်းကိုကြည့်မယ် after she had finished the exam စာမိုးပဲသူမစာမိုးပဲပြီးတဲ့နောက်မှာတဲ့ she felt very happy သူမအရန်ပျော်သွားတယ်တဲ့အဲ့တော့ participant နဲ့ဖြေမယ်ဆိုရင်ပြဿနာပါလဲဆိုတော့ ဒီစာကြောင်းနှစ်ကြောင်းဘယ်စာကြောင်းကို VAT engine နဲ့ရေးမလဲဆိုတဲ့ပြဿနာအဲ့တော့ဒီမှာ head battery ဒီစာကြောင်းမှာ VAT က head battery ဒီစာကြောင်းမှာ VAT က fat အဲ့ဒါဆိုရင်ကျွန်တော်တို့က head battery စာကြောင်းကိုပဲ VAT engine နဲ့ရေးရဟုတ်ပြီနော်ဒီမှာပြောပြီးသား head battery သို့မဟုတ် head bin battery ပါလာခဲ့ရင်အဲ့ဒီစာကြောင်းတွေကို VAT engine နဲ့ပြောင်းရေးမယ် head battery ဆိုရင် heavy battery လို့ပြောင်းရေးမယ်ဒီမှာ head finish head battery ဆိုတော့ heavy battery နဲ့ပြောင်းရေးမယ် having finished for no the exam comma jana kuchabo she felt very happy hope you know okay that's another example after she had been made redundant redundant ဆိုတာမလိုအပ်တဲ့အပူအလုပ်တွေကိုပြောတာမလိုအပ်တဲ့ဟာတွေကို तू လုတ်ပြီးတဲ့နောက်မှာတဲ့ mate ကပြုတ်လောက်တာပေါ့ she started looking for a new job သူမအလုပ်သစ်တစ်ခုရှာတယ်တဲ့အဲ့တော့ကျွန်တော်တို့ကစာကြောင်းနှစ်ကြောင်းရှိတယ်ဘယ်စာကြောင်းကို bad ing နဲ့ရေးရမှာလဲသိချင်း verb ကိုကြည့်လိုက် had been battery နဲ့ရေးထားတယ်ပထမစာကြောင်းကဒုတိယစာကြောင်းက battery နဲ့ရေးထားတယ်အဲ့ဒါဆိုရင်ကျွန်တော်ပြောပြီးသား had battery တွေ့လား had been battery တွေ့လားအဲ့ဒါဆိုရင် အဲ့ဒီစာကြောင်းကိုပဲ van ng လောက်ရမယ်ဟက်ဘင်းဘက်တရီစာကြောင်းကိုပဲ van ng လောက်ရမယ်ဒီ start တက်က vadui เนาะအဲ့ဒါကို van ng သွားလို့လို့မရဘူးအဲ့တော့ hat bin mate ဆိုရင်ဘယ်လိုပြောင်းရမလဲလို့ဒီမှာရေးထားတယ် hat bin battery ဆိုရင် having bin battery လို့ပြောင်း hat ကို having ပြောင်းလိုက်တာပေါ့အဓိပ္ပာယ်ကဟုတ်ပြီနော် having h a v i n g having bin mate retired. Comma, being she started looking for a new job. lại Who She started looking for a new job. ားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးကြီးကြည့်ခြင်းဒီဗီဒီယိုလေးရအကျိုးရှိတယ်ဆိုရင်ကွန်မန့်မှာ yes လို့မှတ်မိသွားပါအောင်နော်